မော်စကိုရဲ့တရုတ်ဆက်သွယ်ရေးလမ်းကြောင်းပျောက်ဆုံးရုရှားနဲ့တရုတ်တို့ရဲ့ခင်မင်မှုဟာတကြော့ပြန်ပြိုလဲဖို့စတင်နေပြီလို့ဆိုရမှာပါဒီတစ်ခါပြဿနာကတော့ Siberia Power 2လို့ခေါ်တဲ့ကြီးမားတဲ့တဘာဝဓာတ်ငွေ့ pipeline စီမံကိန်းကြီးကြောင့်ပါဒီ pipeline ဟာရုရှားရဲ့ဥရောပဓာတ်ငွေ့ဈေးကွက်ဆုံးရှုံးပြီးတဲ့နောက်ရုရှားစီးပွားရေးကိုကယ်တင်မှုအတွက်ရည်ရွယ်ထားတာပါ အဲ့ဒီပိုင်လိုင်းကနေစိုက်ဘေးရီးယားကဒဏ်ငွေကုဗမီတာဘီလီယံ90ကိုနှစ်ဆက်မွန်ဂိုလီးယားဘက်ကိုဖျက်ပြီးတရုတ်မြောက်ပိုင်းကိုပို့ဖို့စီစဉ်ခဲ့တာပါဒါဟာရုရှားတော်တော်ဥရောပကိုရောင်းချတာကိုအစားထိုးဖို့နေရာတစ်ခုရှာတယ်လို့ပါဒါပေမဲ့အခုချိန်မှာတော့တရုတ်ကဒီသဘောတူညီချက်ကနေနောက်ဆုတ်စပြုလာတာကြောင့်မော်စကိုဟာစိုးရိမ်ပူပန်ပြီးဘာလောက်ကမှမသိဖြစ်နေပါပြီတမ်မရပူတင်က2024ခုနှစ်အောက်တိုဘာလတုန်းကဘေကျင်းမြို့သွားရောက်ခဲ့တုန်းကတော့နှစ်ဖက်စလုံးဟာခင်မင်မှုကိုပြသဖို့စူးစမ်းခဲ့တာပါ ပြုံးပြကြလက်ဆွဲနှုတ်ဆက်ကြဒီပိုင်လိုင်းအစ်စ်ကိုအပြည့်သက်သဘောတူညီပြီးသားလို့မျိုးပြောဆိုခဲ့ကြပါရယ်ရုရှားသတင်းမီဒီယာတွေကလည်းဒီသဘောတူညီချက်ဟာဥပဒေအရအတီးဖြစ်ပြီးအောင်မြင်မှုကြီးလို့ကြွေးကြော်ခဲ့ကြပါရယ်ဒါပေမဲ့သတင်းတောက်တွေကဈေးနှုန်းရမုံငွေဒါမှုစတင်မဲ့ရက်လို့အသေးစိတ်အချက်လက်အမှန်အကန်တွေကိုမေးတဲ့အခါမှာတော့မော်စကိုကဘသူမှပြန်မဖြေနိုင်ခဲ့ပါဘူးဘာလို့လဲဆိုတော့တရုတ်ကဖဲအချက်ကိုမှသဘောမတူခဲ့လို့ပါဓာတ်ငွေဈေးကိုအတိမပြုတ်ပေးနိုင်ခဲ့ဘူးစောက်လို့ရေးအတွက်ရမုံငွေထောက်ပံ့တာကိုညင်းခဲ့တယ် အလုံစားမဲ့ရက်ကိုလည်းမပြောခဲ့ပါဘူးတူတူပြောရရင်ဘေကျင်းကသဘောတူညီချက်ရဲ့အဓိကအစိပ်ပိုင်းအားလုံးကနေတိတ်တိတ်လေးရှောင်ထွက်သွားခဲ့တာဖြစ်ပါတယ်ရုရှားအတွက်ဒီစီမံကိန်းဟာစီးပွားရေးတသက်မဟုတ်ပဲအသက်ရှင်ရက်တည်ရေးပါ2022ခုနှစ်မှာယူကရိန်းကိုကျူးကျော်ပြီးတဲ့နောက်ရုရှားဟာဥရောပကိုတန်းငွေရောင်းချမှုအားလုံးကြီးပါဆုံးရှုံးခဲ့ရပါတယ်ဆယ်စုနှစ်များစွာကြာအောင်ဥရောပဟာသူ့ရဲ့အကြီးဆုံးဖောက်သည်ဖြစ်ခဲ့တာပါဒါပေမဲ့စစ်ပွဲဆပြီးတဲ့နောက်ဥရောပကတင်သွင်းမှုလျှော့ချ ဈေးနှုန်းကန့်သတ်ပြီးအမေရိကန်နဲ့ကတားလိုတခြားထောက်ပံ့သူတွေစီကိုလှည့်သွားခဲ့ကြပါတယ်။ Nord Stream လို pipeline တွေပိတ်တာပြက်စီးတာတွေဖြစ်ခဲ့ပြီးအနောက်နိုင်ငံကုမ္ပဏီတွေကရုရှားစွမ်းအင်နဲ့အယောင်းဝယ်ကိုရပ်ဆိုင်းခဲ့ကြပါတယ်။ရုရှားရဲ့ဒဏ်ငွေဝင်ငွေဟာတစ်နှစ်ကိုဒေါ်လာဘီလီယံ60နီးပါးနဲ့2024ခုနှစ်မှာတော့18ဘီလီယံအထိကျဆင်းသွားပါတယ်။ဒီလိုဖြစ်တာကြောင့်စစ်တပ်ရဲ့လူမှုရေးအစီအစဉ်တွေကိုငွေကြေးထောက်ပံ့မှုအတွက်စွမ်းအင်ငွေကိုမှီခိုနေရတဲ့ Kremlin ရဲ့ဘတ်ဂျက်မှာကြီးမားတဲ့အပေါအယူတစ်ခုဖြစ်လာပါတယ်။ ်ပူတင်ကဥရောပရဲ့နေရာကိုတရုတ်ကအစားထိုးဝဲနိုင်မယ်လို့ထင်ခဲ့တာပါခဏတာတော့ဒီအစီအစဉ်ကအလုပ်ဖြစ်ခဲ့ပုံရပါတယ်တရုတ်ကပထမစိုက်ဘေးရီးယားပါဝါပိုင်လိုင်းကနေဓာတ်ငွေပိုးဝယ်ခဲ့ပြီးရုရှားရဲ့အကြီးဆုံးဓာတ်ငွေဖောက်သည်ဖြစ်လာခဲ့ပါတယ်ဒါပေမဲ့စုစုပေါင်းပမာဏကတော့ဥရောပရဲ့ဝဲလို့အားဟောင်းနဲ့ရှင်းလို့မရသေးတယ်လို့တရုတ်ကဈေးနဲ့နေလေးပဲပေးခဲ့တာပါပေကျင်းကအမြဲတမ်းဈေးကိုနိုင်အောင်ညှိနှိုင်းတပါရင်သူရဲ့စက်မှုလုပ်ငန်းတွေကို အထောက်အကူဖြစ်ရင်ဈေးအတ္တဆုံးဆိုမှပဲစွန့်ရင်ကိုဝယ်ယူပါရယ် ရုရှားကရောင်းရဖို့ပိုလိုအပ်နေပြီးတရုတ်ကဓာတ်ငွေကိုရုရှားလောက်မလိုအပ်ပါဘူးအခုဆိုရင်မော်စကိုကစိုက်ဘယ်ရီးယားပါဝါ2စီမံကိန်းအတွက်အတင်းကျပ်တောင်းဆိုတဲ့အချိန်မှာတရုတ်ကအချိန်ဆွဲနေပါရင်ရုရှားကလက်မှတ်ထိုးဖို့အစင်းနေဖြစ်ပြီးလို့ပြောတိုင်းတရုတ်ကဈေးနှုန်းကိုပြန်ပြီးဆွေးနွေးကျင်တယ်လို့ပြောပါရယ်ရုရှားကဆက်လို့ရစတင်နိုင်ပြီလို့ပြောတိုင်းတရုတ်ကဈေးကဘယ်လိုပြောင်းလဲလာမလဲစောင့်ကြည့်မယ်လို့ပြောပါရယ်တရုတ်ကရုရှားမှာတခြားရွေးချယ်စရာမရှိဘူးဆိုတာသိနေတော့မော်စကိုစိတ်ပြက်အားငယ်တဲ့အချိန်ဆွဲနေတာပါဘီဂျင်းကတော့အေးစီစီပါ ဘာလို့လဲဆိုတော့သူ့မှာဗဟုအားရှအရှိအလဲပိုင်းကနေစွန့်အရေးမြစ်တွေအများကြီးရှိနိုင်တယ်လို့အမေရိကန်ကနေအရေးလှုပ်ထားတဲ့ဓာတ်ငွေတွေတောင်ဝယ်ယူနိုင်လို့ပါဒါပေမဲ့ရုရှားကတော့တခြားဘယ်နေရာကူမှလှည့်စရာမရှိတော့ပါဘူးဒါကြောင့်ရှားလက်ကတော့တဖက်တဲ့အချိုးရှိတဲ့စစ်ဆင်ရင်ဖြစ်နေပါပြီခိုင်မာတဲ့မိဘစစ်ဆင်ရင်ကိုကိုးစားပြုဖို့ရည်ရွယ်ထားတဲ့ဒီစီမန်ဂိမ်းဟာအခုဆိုရင်ရုရှားရဲ့အားနည်းချက်ကိုတက်တည်ပြတယ်လို့ဖြစ်နေပါတယ်ရုရှားကျွမ်းကျင်သူတွေကတော့ဒီပိုင်လိုင်းဟာစားရွက်ပေါ်မှာပဲရှိနေသေးတယ်လို့တိတ်တိတ်လေးဝန်ခံနေကြပါပြီတကယ်လို့စောက်ဖြစ်ခဲ့ကြရရင်တော့ တန်ခွေစီစဉ်မှုက2030လောက်ဒါမှမဟုတ်ဒီထက်ပိုနောက်ကျမှစတင်နိုင်မှာပါ စွမ်းရည်အပြည့်ရောက်ဖို့ဆိုရင်လည်း2030နှစ်လပိုင်းလောက်မှစမှာဖြစ်နိုင်ပါ रे ဆိုလိုတာကရုရှားအတကယ်ဝင်ငွေကိုရဖို့အတွက်10နှစ်လောက်ဆောက်ရနိုင်ပါ रे ဒါပေမဲ့အဲ့ဒီအတော်အတွင်းဥရောပကရုရှားတန်ခွေကိုလုံးဝအစားထိုးပြီးသားဖြစ်နေပါပြီပူတင်ရဲ့အာရှဘက်ကိုလှည့်မယ်ဆိုတဲ့အစီအစဉ်ဟာပြိုလဲနေပါပြီဥရောပကရုရှားတန်ခွေကိုမယူရင်အာရှကဝမ်းမြောက်ဝမ်းသာဝဲမယ်လို့သူတစ်ချိန်ကပြောခဲ့ဘူးတာပါ ဒါပေမဲ့သူထင်သလောက်အာရှကစိတ်ဝင်စားပါဘူးတရုတ်ကအလွန်မင်းဈေးချိုမှသာဝယ်မှာဖြစ်ပြီးအဆင်ပြေမှသာဝယ်မှာပါဒါကြောင့်ရုရှားဟာပိတ်မိနေပါတယ်တရုတ်ကလိုအပ်နေပေမဲ့တရုတ်ရဲ့တောင်းဆိုမှုတွေကြောင့်အရှက်ရတယ်လို့ခံစားနေရပါတယ်ဒီနောက်ကွယ်ရဲ့နိုင်ငံရေးအကြောင်းအရာကလည်းပိုပြီးနှဆိုင်ပါတယ်2022ခုနှစ်မှာပူတင်နဲ့ရှီကျင်းမင်တို့ကန့်တချက်မရှိသောမိဖဆက်ဆံရေးလို့ကြေညာခဲ့တော့ကအနောက်နိုင်ငံတွေကိုစန့်ကျင်တဲ့ကမ္ဘာမဟာမိတ်အဖွဲ့အစ်လိုမျိုးထင်ခဲ့ကြတာပါ ကုံတွယ်ရေးကာကွယ်ရေးနဲ့စွမ်းရင်ဆိုင်ရာသဘောတူညီချက်တွေလက်မှတ်ရေးထိုးခဲ့ကြပြီးနှစ်ဖက်စလုံးကသူတို့ရဲ့ခင်မင်းမှုကိုချီးကျူးခဲ့ကြပါတယ်။ပထမပိုင်းမှာတော့တရုတ်ကယူကရိန်းကိုကျူးကျော်တာကိုရှုံချဖို့ညှင်းဆန်ပြီးရေနံပိုဝယ်ယူကရုရှားကိုတက်တိတ်လေးထောက်ခံခဲ့ပါတယ်။ဒါပေမဲ့စစ်ပွဲဟာကြာလာပြီးရုရှားစီးပွားရေးအားနည်းလာတဲ့အခါတရုတ်ကစတင်ထွက်ခွာလာပါတယ်။စီးရေးဆိုင်ရာအစိတ်အပိုင်းတွေကိုပို့တာရပ်ပြီးအမေရိကန်ရဲ့ပိတ်ဆို့အရေးယူမှုကိုရှောင်ရှားကသူ့ရဲ့ဗန်တွေကိုတရီထားဖို့ပြောခဲ့ပါတယ်။လူသိရှင်ကြတော့သူတို့ကခင်မင်မှုအကြောင်းဆက်ပြောနေပြီမဲ့ တိတ်တိတ်လေးတော့တရုတ်ကနောက်ဆုံးနေခဲ့ပါရယ်အခုဆိုရင်တရုတ်ကအသာစီးရနေတာထင်ရှားပါရယ်သူကဒန်ရုမိတ်ဖက်မဟုတ်ပဲရုရှားရဲ့ချင်းငွေပေးသူနဲ့ဝယ်သူအဖြစ်ဆောင်ရနေတာပါစိုက်ဘီးရီးယား power 2ဆွေးနွေးပွဲဟာဆယ်နှစ်နီးပါးကြာလာပြီဖြစ်ပေမဲ့ဘာတစ်ခုမှအကောင့်ထဲမပေါ်လာခဲ့ပါဘူးပထမပိုင်လိုင်းက2019ခုနှစ်မှာဖွင့်လှစ်ခဲ့ပေမဲ့အဲ့ဒီတုန်းကတော့တရုတ်ကရှော့စီကြီးကြီးမားမားရခဲ့ပါရယ်ဥရောပကပေးတဲ့ဈေးထက်25ရာခိုင်နှုန်းလောက်ပိုပြီးတက်တာပါရယ် အခုဒုတိယပိုင်လိုင်းအတွက်တရုတ်ကကမ္ဘာဈေးအချို့ဆုံးတွေကတစ်ခုဖြစ်တဲ့ဗဟုအားရှထောက်ပံ့သူတွေကိုပေးရတဲ့ဈေးနှုန်းလောက်နှိမ့်နေစေကိုလိုချင်နေတာပါ။အဲဒါက2022ခုနှစ်ကလေးကပို့ကော်ဝင်ငွေထက်ဝက်ဆုံးရှုံးနေရတဲ့ Gazprom ကုမ္ပဏီတော်တော်ဘေးအန္တရာယ်ဆုံးတစ်ခုဖြစ်လာပါလိမ့်မယ်။ဘေကျင်းကအချိန်ကိုလက်နက်အဖြစ်အသုံးပြုနေတာပါ။သူဆောင်ဆိုင်တဲ့လေမော်စကိုပေါ်ဖိအားတွေပို့ပြီးတက်လာလေလေပါ။2024ခုနှစ်မေလနဲ့အော်တိုဘာလတွေမှာပူတင်ကရှီနဲ့တွေ့ဆုံတော့ကလည်းနောက်ထပ်လေးလမှုတွေလိုအပ်တယ်လို့ပြောပြီး နောက်ဆုံးသဘောတူညီချက်တွေကိုတရုတ်ကလက်မှတ်ထိုးဖို့ညှင်းဆန်ခဲ့ပါရီပိုက်လိုင်းဖြတ်သွားမဲ့မွန်ဂိုလီးယားကလည်းစိတ်မရှိတော့ပါဘူးသူတို့ကိုအလောက်ကိုင်းတဲ့အခါကြီးငွေတွေကတိပေးထားပြီးမဲ့အချိန်ဆွဲတာတွေပဲမြင်နေရပါတယ်ဒီလိုနောက်ကျနေတာဟာမွန်ဂိုလီးယားကြောင့်မဟုတ်ပဲတရုတ်ကြောင့်ဆိုတာလူတိုင်းသိကြပါရီရုရှားကနာကျင်စရာရွေးချယ်စရာနှစ်ခုနဲ့ရင်ဆိုင်နေရပါတယ်တရုတ်ရဲ့အရန်နှိမ့်ကြတဲ့ဈေးကိုလက်ခံပြီးငွေကြေးဆုံးရှုံးမလားဒါမှမဟုတ်အချိန်ဆွဲပြီးဂုံတိတ်ခါဆုံးရှုံးမလားဘလိုပဲဖြစ်ဖြစ်သူရှုံးနေတာပါ ဒီလိုဖြစ်တာလဲဒါပထမဆုံးအချိန်မဟုတ်ပါဘူး။အရင်ကလဲတရုတ်နဲ့ရုရှားလူသိရှင်ကြခင်မင်ရင်းနှီးပုံရပါမယ်။တတိတ်လေးတော့အမြဲတမ်းပြိုင်ဆိုင်ခဲ့ကြပါရီ။သူတို့ရဲ့ဆက်ဆက်ရင်ဟာတကယ်ယုံကြည်မှုထက်အစဉ်ပြေမှုအပေါ်ပိုပြီးအခြေခံတာပါ။ဂုံတယ်မှုကိန်းကနန်းတွေကလဲသူတို့ရဲ့ဆက်ဆက်ရင်အားနည်းလာတာကိုပြသနေပါရီ။2022ခုနှစ်နဲ့2023ခုနှစ်တွေမှာကနဒါတိုးတက်ခဲ့ပြီးတဲ့နောက်2025ခုနှစ်ရဲ့ပထမနှစ်ဝက်မှာတော့နိုင်ငံနဲ့နိုင်ငံခြားကုန်သွယ်မှုဟာ15ရာခိုင်နှုန်းနီးပါးကျဆင်းသွားပါရီ။ရုရှားကနေတရုတ်ကိုတထုတ်တဲ့ စက်ပစ္စည်းတင်ပို့မှုတွေဟာတိတိတသာကျဆင်းသွားပါရယ်တရုတ်ရဲ့မှာယူမှုတွေကိုမိခိုနေရတဲ့စစ်ရုံတွေဟာလည်းလုပ်ငန်းနှေးကွေးလာတာဒါမှမဟုတ်ပိတ်ပြစ်နေရတာတွေရှိလာပါရယ်ရုရှားကအနောက်နိုင်ငံတွေမှာပါပဲရည်တည်နိုင်နေဆိုတာကိုကုံသွေးရင်းနဲ့တက်တည်ပြချင်နေတာပါဒါပေမဲ့အဲ့ဒီအစား electronic ပစ္စည်းရင်ရမ်းနေရတဲ့စက်ပစ္စည်းတွေအတွက်တရုတ်ကိုပုံမှုမိခိုလာတာကိုပဲပြသနေပါရယ်နောက်ထပ်ထိခိုက်မှုတစ်ခုကတော့တရုတ်ကရုရှားတပ်ထုတင်သွင်းမှုအတွက်ထောက်ပံ့ကြီးတွေကိုတက်တက်လေးရပ်ဆိုင်းလိုက်ခြင်းပါ အနောက်နိုင်ငံတွေပိတ်ဆို့အရေးယူမှုတွေဖြစ်ပြီးတဲ့နောက်ဒီထောက်ပံ့ကြေးတွေကြောင့်တရုတ်ကုမ္ပဏီတွေဟာရုရှားရဲ့အလူမီနီယံကြေးနီနဲ့နီကယ်တွေကိုဈေးချိုချိုနဲ့ဝယ်ယူနိုင်ခဲ့ပါပြီ။ဒါပေမဲ့တရုတ်ကရုတ်တရက်အတိမပေးဘဲထောက်ပံ့ကြေးတွေရပ်လိုက်တဲ့အခါတရုတ်ကုမ္ပဏီတွေကဝယ်ယူတာရပ်လိုက်ပါပြီ။ရုရှားရဲ့တထုတူးဖို့ရည်နဲ့တထုလုပ်ငန်းတွေဟာလည်းတညာတည်းဝင်ငွေဆုံးရှုံးခဲ့ရပါပြီ။ဆယ်ဘီရီးယားကစက်ရုံတွေဟာထုတ်လုပ်မှုကိုလျှော့ချအလုပ်သမားတွေကိုလောက်ခနောက်ကြပြီးဒေတာဆိုင်ရာအစိုးရတွေကပါအကူအညီပေးဖို့ဝင်လုပ်ပေးရတဲ့အထိပါဖြစ်လာခဲ့ပါပြီ။ အဲ့ဒါကပဲစီးပွားရေးပူပေါင်းဆောင်ရွက်မှုဟာဘယ်လောက်ထိပျက်စီးလွယ်တယ်လဲဆိုတာပြသနေပါတယ်။တရုတ်ရဲ့အကူအညီမပါရင်ရုရှားရဲ့အဓိကစက်မှုလုပ်ငန်းတွေရပ်တည်ဖို့ဆိုတာမလွယ်ဘူးဆိုတဲ့သဘောပါ။တရုတ်ကရုရှားထောက်ပံ့သူတွေကိုအရှေ့တောင်အာရှအာဖရိကနဲ့လက်တင်အမေရိကတို့လိုဈေးပို့ချိုတဲ့ပူတီငိမ့်တဲ့မိဖက်တွေနဲ့အစားထိုးနေပါတယ်။ဒီလိုလောက်တာဟာတရုတ်အနေနဲ့လိုအပ်လာရင်ရုရှားကိုအလွယ်တကူအစားထိုးပြစ်နိုင်တယ်ဆိုတဲ့သတင်းစကားကိုရှင်းရှင်းလင်းလင်းပေးပို့လိုက်တာပါ။မော်စကိုအတွက်တော့ဒါဟာနာကျင်စရာအမှန်တရားတစ်ခုဖြစ်ပါတယ်။ ဒါပရာရှိချင်းမင်ကပူတင်ကိုရည်ညွှန်းတဲ့စကားလုံးကိုပါပြောင်းလဲပြစ်ခဲ့ပါတယ်။အရင်ကသူ့ကိုအရင်နှီးဆုံးတငယ်ချင်းလို့ခေါ်ခဲ့ပေမဲ့အခုတော့ကောင်းမွန်သောမိတ်ဆွေအိမ်နှီးချင်းလို့သာခေါ်ပါတော့တယ်။ဒီလိုသိခဲ့တဲ့ပြောင်းလဲမှုလေးကအတိတ်ပဲအများကြီးရှိပါတယ်။တရုတ်ကရုရှားရဲ့ပြဿနာတွေနဲ့မပါဝင်အောင်ရှောင်ကျင်နေတာပါ။သူ့ရဲ့စီးပွားရေးနှိမ့်ကွေးနေတယ်။လူငယ်အလိုလက်မဲ့နှုံမြင့်တက်နေတယ်။အနောက်နိုင်ငံတွေရဲ့ကုန်သွယ်ရေးဖိအားတွေတိုးလာနေပါတယ်။မော်စကိုနဲ့အရန်ရင်းနှီးနေအခြေအနေပိုဆိုးသွားနိုင်ပါတယ်။ ဒါကြောင့်ပေကျင်းကစကလုံးနဲ့သာခင်မင်းမှုကိုထိန်းထားပြီးလက်တွေမှာတော့မလုပ်ပါဘူး။တရုတ်ပညာရှင်တွေကြားမှာလည်းဒီလိုပြောင်းလဲမှုတွေမြင်နေရပါတယ်။၂၀၂၂ခုနှစ်တုန်းကတရုတ်ပညာရှင်ဘသူမှရုရှားကိုဝေဖန်တာကိုမရေခဲ့ကြပါဘူး။ဒါပေမဲ့၂၀၂၄ခုနှစ်ရောက်တော့လေစာခံရတဲ့သူတေတီတွေကရုရှားရဲ့စစ်ပွဲတွေဟာမလွဲမသွေကြဆုံးမှာဖြစ်လို့တရုတ်ကဝဝေးနေတဲ့နယ်လို့စတင်ရေးသားလာပါတယ်။တရုတ်နိုင်ငံမှာဒီလိုမျိုးထင်မြင်ချက်တွေကအစိုးရရဲ့အတွေ့အကြုံဖြည်းဖြည်းချင်းပုံဖော်နေတာဖြစ်တတ်ပါတယ်။ ဒါကအစိုးရအနေနဲ့ပြည်သူတွေကိုရုရှားကိုစွန့်စားတဲ့မိဖအဖြစ်မြင်စေချင်တယ်လို့ဆိုလိုတာပါ အခုဆိုရင်တရုတ်လူမျိုးအများပြားဟာရုရှားကိုခိုင်မာတဲ့မဟာမိတ်အဖြစ်မမြင်တော့ဘဲတတိထားမဲ့နမူနာတစ်ခုဖြစ်မြင်နေကြပါပြီတရုတ်ကုမ္ပဏီကြီးတွေကလည်းလာရောညှိထွေစွာပြောင်းလဲနေကြပါပြီအစိုးရနဲ့ဆက်နွယ်နေတဲ့ကုမ္ပဏီကြီးတွေဟာရုရှားထောက်ပံ့သူတွေနဲ့စားချုပ်တွေကိုပြန်တုံးတက်နေကြပါပြီဂျေနီကိုရုရှားစီကမမှတော့ပဲချီလီနဲ့ပီရူးကိုလှည့်သွားခဲ့ကြပါပြီနီဂယ်တင်သွင်းမှုကိုတော့အင်ဒိုနီးရှားဘက်ကိုပြောင်းပြီးမှကြပါပါတယ် ဂါဝေးရင်းနဲ့ဆက်နွယ်နေကုမ္ပဏီတွေကတောင်ရုရှားအစိပ်ပိုင်းတွေကိုရှောင်ပြီးတောင်ကိုရီးယားနဲ့တူရကီလိုလုံခြုံစိတ်ချတဲ့နေရာတွေကိုရွေးချယ်လာကြပါရင်ဒီလိုမျိုးတိတ်ဆိတ်တဲ့လှုပ်ဆောင်ချက်တွေကဘေကျင်းဟာအနာဂတ်အန်ရီတွေကနေသူ့ကိုယ်သူကာကွယ်နေတာကိုပြသနေပါရင်နောက်ထပ်တီးတာတဲ့လက္ခဏာတစ်ခုကတော့တရုတ်ကစက်ကရိယာတွေကိုကန့်တက်လိုက်တာပါရုရှားစစ်ရုံတွေဟာအနောက်တိုင်းနည်းပညာတွေကိုဖျက်တောက်ခံလိုက်ရပြီးတဲ့နောက်ဒီဆက်တွေကိုဆက်လက်လဲပတ်ဖို့လိုအပ်ပါတယ်နေပေါင်းများစွာသူတို့တရုတ်စီကနေဝဲခဲ့ကြတာပါဒါပေမဲ့အခုတော့ပို့ကုန်တွေခန်းချောက်သွားပါပြီ ရုရှားကုမ္ပဏီတွေကခေတ်မီဆက်တွေရဖို့လုံးဝနေပါမှာဖြစ်နိုင်တော့ဘူးလို့ဆိုပါရယ်ဒီလိုအတားအဆီးလေးတွေစူပေါင်းလာတာကတရုတ်ဟာရုရှားနဲ့တဆင်ချင်းစီအကွာအဝေးယူနေတယ်ဆိုတာကိုပြသနေတာပါဒီတော့တွေမှာရုရှားဟာအရေးအဆက်ဆက်အဆင်ပြေနေဟန်ဆက်ဆောင်နေပါရယ်နိုင်ငံပိုင်မီဒီယာတွေကတပိုင်းဝင်ခေတ်မီရင်းနှီးမှုအကြောင်းဆက်ပြောနေပေမယ့်အမှန်တရားတော့တခြားစီပါနှစ်ဖက်ကြားဗန်ငွေလွှဲမှုတောင်နှိကွေးလာပါပြီအရင်ကနိုင်ငံပိုင်အတွင်းကြားတဲ့ငွေပေးချေမှုတွေဟာအခုဆိုရင်ရက်တွေအထိပါကြာလာပါပြီ တရုတ်ရဲ့အကခွန်စစ်ဆေးမှုတွေကလည်းပိုတိုးလာပါရယ်အထူးသဖြင့်ပိတ်ဆို့အရေးယူခံရနိုင်တဲ့ပစ္စည်းတွေအတွက်ပါတရုတ်ကတိတ်တိတ်လေးထိန်းချုပ်မှုကိုတင်းကျပ်နေပြီးဒီဆက်ဆက်ရေးမှာဘသူကတကယ်အာဏာကိုပိုင်တယ်ဆိုတာပြသနေပါရယ်လက်တွေ့မှာတော့တရုတ်နဲ့ရုရှားခင်မင်မှုဟာစီးပွားရေးအကျိုးစီးပွားပေါ်မှာသာအခြေခံနေပါရယ်တရုတ်အတွက်အမျက်ရုရှားတို့ကအသက်ရှင်ရည်ရည်ပါဒီမမြတားမှုကပဲသဘောတူညီချက်တိုင်းကိုမတန်းတူဖြစ်စေပါရယ်ဒါသူတို့ရဲ့အတိတ်ကိုပြန်လည်ကြည့်နေရတယ်လို့ပါ 1950ပြည့်လွနှစ်တွေတုန်းကညီအစ်ကိုတွေဖြစ်ခဲ့ကြပေမဲ့နောက်တော့ပြိုင်မက်တွေဖြစ်သွားပါတယ်1990ပြည့်လွနှစ်တွေမှာတော့ဆက်ဆံရေးကိုပြန်ပြီးတည်ဆောက်ခဲ့ပေမဲ့တရုတ်ရဲ့သတ်မှတ်ချက်တွေအတိုင်းပဲအမြဲပြန်ဖြစ်ခဲ့ပါတယ်အခု2020ပြည့်လွနှစ်တွေရောက်တော့လေတမိုင်းကထပ်ပြီးဖြစ်ပြန်မှာပါပြီ2014ခုနှစ်မှာရုရှားကခရိုင်းမီးယားကိုသိမ်းပိုက်ပြီးတဲ့နောက်အနောက်နိုင်ငံတွေရဲ့ဖယ်ချင်တာကိုခံရတဲ့အချိန်တရုတ်စီလှည့်ခဲ့ရပါတယ်အဲ့ဒီတော့ကပထမဆိုင်ဘီးရီးယားပါဝါသဘောတူညီချက်ကိုချုပ်ဆိုခဲ့တာပါ ဒါပေမဲ့အဲ့ဒီတုန်းကတော့ဘေကျင်းကစီးကန်းတွေတတ်မှတ်ခဲ့ပြီးရုရှားကဈေးနှုန်းနှိမ်ကိုလက်ခံခဲ့ရပါတယ်။ Gazprom ကဆက်လို့ရေးအများစုအတွက်ငွေပေးချေခဲ့ရပြီးအကျွေးတွေအများကြီးယူခဲ့ရပြီးမဲ့တရုတ်ဘဏ်တွေကအနှဲငယ်ပဲကန့်လန့်ခဲ့ပါတယ်။တန်ငွေတွေစတင်စီစဉ်ပြီး9နှစ်ကြာတဲ့အခါတရုတ်ကဈေးတွေကျသွားတာကိုစောင့်ပြီးမှတင်သွင်းမှုကိုတိုးမြင့်ခဲ့ပါတယ်။ရုရှားကအလုလုပေးခဲ့ပြီးတရုတ်ကအချိုးခံစားရတာပါ။အခုဆိုရင်ဒီပုံမျိုးမျိုးထပ်ဖြစ်ပေမဲ့ရုရှားကအရင်ကထပ်ပို့ပြီးအားနည်းတဲ့အနေအထားမှာရှိနေပါသေးတယ် ဒီနေ့မှာရုရှားရဲ့စီးပွားရေးအရန်ငွေတွေဟာပိုပြီးနှဲပါလာပါပြီ။နီးပညာတွေကခက်နောက်ကျနေတယ်။ကမ္ဘာလည်းမှာဖဲ့ချင်းခံရမှုကပိုပြီးနှာရှိုင်းနေတယ်။တရုတ်ကတော့အဲ့ဒီအချိန်မှာအများကြီးပိုအားကောင်းလာနေပါတယ်။သူရဲ့စီးပွားရေးကရုရှားနဲ့ဆဲစားလောက်ပိုကြီးမှပြီးကမ္ဘာကုန်သွယ်ရေးမှာဘယ်သူမှရှင်းလို့မရပါဘူး။ Bridge လို့နိုင်ငံတကာအဖွဲ့အစည်းကတော့မှတရုတ်ကလွှမ်းမိုးထားပြီးရုရှားကအရေးပါသူလို့ဟန်ပြဖို့ပဲအဓိကအသုံးပြုနေရပါတယ်။စီးပွားရေးမှာဒီကွာဟာချက်ကလည်းပိုပြီးရှင်းနေပါတယ်။ တရုတ်ကုမ္ပဏီတွေဟာရူဘယ်အစာရွှံငွေနဲ့ပေးချေဖို့တောင်းဆိုလာပြီးပတ်စံကိုကြိုတင်လိုချင်ခဲ့ပါတယ်။ရေရှည်သဘောတူညီချက်တွေကိုရှောင်ရှားပြီးရုရှားထုတ်ကုန်တွေကိုဘေးဖယ်ထားပါတယ်။ကုန်စည်ပြပွဲတွေမှာတရုတ်ကုန်ပစ္စည်းတွေကအဓိကနေရာယူပြီးရုရှားပစ္စည်းတွေကအရေးယူမခံရပါဘူး။မော်စကိုအတွက်တိတ်ဆိတ်မှုကအချက်ရမှုပါ။နိုင်ငံရေးအရာလဲရှီနဲ့ပူတင်ကြားခြားနာချက်ကလည်းကြီးမာပါတယ်။ရှိကရေရှည်ပန်းနိုင်တွေကိုအာယုံဆိုင်တဲ့ဂီယူတဆိုင်စနစ်ကိုဦးဆောင်ပါတယ်။ပူတင်ကတော့ကြောက်ရွံ့မှုနဲ့ဝါဒဖြန့်ချီရေးနဲ့ဦးဆောင်ပါတယ်။ အခုဆိုရင်ရုရှားမှာရွေးချယ်စရာနည်းနည်းလေးပါကြံတော့တာပါတရုတ်ရဲ့ခက်ခဲတဲ့တမတ်ချက်တွေကိုလက်ခံပြီးအမြဲအစုံအဆုံးရှုံးခံမလားဒါမှမဟုတ်အချိန်ဆွဲပြီးအားနေသူလို့ပုံပေါ်မလားဒါမှမဟုတ်လဲတရုတ်ရဲ့ဈေးကွက်အရွယ်အစားကိုအစားထိုးမဲ့မိဖက်အသစ်ရှာမလားအိန္ဒိယကရုရှားကြီးနဲ့အနှိုင်းငယ်ဝဲပေးမယ်လေပမာဏတော့နေပါလေအာဖရိကနဲ့လက်တင်အမေရိကတို့မှာအခွင့်အလမ်းတွေရှိပြီးမဲ့ဒီကွာဟာချက်ကဖြစ်ဖို့မလုံလောက်ပါဘူးဒါကြောင့်ရုရှားဟာပထဝီအနေထားအရနိုင်ငံရေးအရာနဲ့စီးပွားရေးအရာထောင်ချောက်ထဲပိတ်မိနေပါပြီဒီပိုက်လိုင်းအစီအစဉ်ပြက်ကွက်တာဟာ စီးပွားရေးဇလန်တသက်မဟုတ်ပါဘူး။နိုင်ငံတနိုင်ငံကတခြားတနိုင်ငံကိုအယမ်းမိခိုးရတဲ့အခါဘာတွေဖြစ်နိုင်တယ်လဲဆိုတာကိုပြသနေတာပါ။အဲ့ဒီအပြင်တခြားနိုင်ငံတွေကိုလည်းမော်စကိုနဲ့လက်တွဲကြီးလေးတဲ့အန္တရာယ်ရှိတယ်ဆိုတာသတိပေးနေတာပါ။အစမှသဘောတူညီချက်တွေကကောင်းနေပေမဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေကဒါတွေကိုလှည့်မြန်စွာဖျက်ဆီးပစ်နေပါရဲ့။အိန္ဒိယတူရကီနဲ့တခြားနိုင်ငံတွေကလည်းဒါကိုသင်ခန်းစာယူနေပါရဲ့။ သူတို့ကရုရှားနဲ့ဂီယူတဆိုင်ဆက်ဆံပေမဲ့နက်နက်ရှိုင်းရှိုင်းဂရီကဝတ်တွေပေးတာကိုတော့ရှောင်ကြဉ်ကြပါရစေ။သူတို့အတွက်အကျိုးရှိမှသာစွန့်ရင်ကိုဝယ်ယူပြီးအနောက်နိုင်ငံတွေနဲ့ဆက်ဆံရေးကိုဖွံ့ထားတတ်တဲ့အကြောင်းဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။